ခုဗီဒီယိုကြည့်နေတဲ့သူကညာဘက်အိတ်လို့ရှိရင်မီးဖွင့်ထားမှအိတ်ပြော်တယ်အသက်ရှူကြောင်းနေဆိုတဲ့သူလားဒါမှမဟုတ်မီးမောင်နေမှအိတ်ပြော်တာလားညာဘက်အိတ်ရင်မီးဖွင့်ပြီးအိတ်တာကောင်းနေထင်လားအမှောင်ချပြီးအိတ်တာကောင်းနေထင်လားဒီနေ့ဗီဒီယိုလေးထဲမှာတော့ညာဘက်အိတ်တဲ့အခါမှာအမှောင်ချပြီးအိတ်ရင်ဘာလို့ဖြစ်လာနိုင်လဲဆိုတာကိုပြပြပြသားမှာပဲဖြစ်ပါတယ်ရှင် ညာဘက်အိတ်တဲ့အခါအမောင်ချအိတ်တာကောင်းသလားဆိုတော့အမောင်ကြောက်တဲ့သူတွေကတော့မကောင်းဘူးလို့ပြောကောင်းပြောနိုင်ပေမယ့်အမောင်မကြောက်သူတွေကတော့တရင်ကောင်းပါနော်ညာဘက်အိတ်တဲ့အခါမှာအမောင်ချအိတ်တာကအခုပြပြသွားမယ်အကျမ်းမရဲ့အကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါရဲ့ရှင်ပထမအုပ်စုတစ်ခုကတော့အိတ်ပျော်လွယ်စေတာပါညာအိတ်ချိန်မှာအလင်းရောင်ကိုမင်းမင်းလေးထားတာအိတ်ခမ်းမီးတွေအလုံးပိတ်ပြီးတော့အမောင်ချအိတ်တာကတတောင်တတာဖြစ်စေပြီးတော့မြင်မြန်အိတ်ပြောင်ထောက်ကူပေးနိုင်တဲ့မလက်တိုးရင်ထွက်ရှိမှုကိုလှုပ်ဆော်ပေးပါတယ် ညဘက်အိတ်တဲ့အခါမိခွင်းအိတ်တာကမလက်တိုနင်ထွက်ရှိမှုကိုအနှောင့်အယှက်ဖြစ်စေပြီးတော့နှင်းညာမာတဲ့အိတ်ဆက်မှုပြဿနာကိုလည်းခံစားရစေနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ခုကတော့အဆိပ်ပြေစီမှုကင်းစေတာပါ ညာအိတ်ရဲ့အခါမီးဖွင့်ပြီးအိတ်တာကနှလုံးခုန်လုံးကိုအနှောက်ယှက်ဖြစ်စေနိုင်ပါတယ်။ခန္ဓာကိုယ်ကစီဝါနာရီကစီးချက်မကိုက်ညီပဲအိတ်ဆက်ရမယ့်အချိန်ကိုစီဝါဖြစ်စဉ်ကအမမက်မိတာမျိုးတွေဖြစ်စေပါတယ်။ဒီလိုခံစားရတဲ့အတွက်ကြောင့်မို့လို့စိတ်ပိုင်းဆိုင်ရာဟန်ချက်ညီမှုရောကြလာပြီးတော့စိတ်ဖြည့်စီမှုတွေကိုခံစားရစေနိုင်ပါတယ်ရှင်။နောက်တစ်ခုကတော့ကိုယ်လေးချိန်ကိုထိန်းပေးနိုင်ပါတယ်။ လေးလာမှုတွေအရအညာရတဲ့အခါမှာမိဖွေမိအိတ်တာကကိုအိုလေးချိန်ဒိုးစိန်နိုင်ကြီးကိုပုံမှန်ထက်90ရာခိုင်နှုန်းပုံများနေပါတယ်။အကြောင်းရင်းကတော့မိဖွေထားတာကခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုအနှောက်အယှက်ဖြစ်စေတာကြောင့်ပါ။ဒါကြောင့်ကိုအိုလေးချိန်ကိုထိန်းချင်နေဆိုရင်တော့ညာဘက်အိတ်တဲ့အခါမှာအမောင်ချအိတ်တာကအကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ညာဘက်အမောင်ချအိတ်တာကအဝမလွန်အောင်လေကောက်ွက်ရရောက်ပါတယ်နော်။နောက်တစ်ချက်ကတော့မျိုးလုံးတွေကိုကျန်းမာစေတာပါ။ ညာရိုက်တဲ့အခါအမောင်ချအိတ်တာကမျိုးလုံးတွေကိုအနာရစေပြီးတော့မျိုးလုံးထိခိုက်မှုတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ညာဘက်အိတ်ချိန်မှာမြေပွင့်အိတ်တာကအဝေးမှောင်တာလိုမျိုးအမြင်အောင်ပြဿနာတွေကိုခံစားရစေနိုင်ပါတယ်ရှင်။နောက်ထပ်တစ်ချက်ကတော့စီးချိုဖြစ်နိုင်ခြင်းကိုလျှော့ချပေးပါတယ်။ညာဘက်အိတ်တဲ့အခါအမောင်ချအိတ်တာကခန္ဓာကိုယ်ရဲ့အင်ဆူလင်ထုတ်လုပ်မှုကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဒါကစီးချိုဖြစ်နိုင်ခြင်းနဲ့ဆက်စပ်နေပါတယ်နော်။နောက်ထပ်တစ်ချက်ကတော့အာရုံစူးစမ်းမှုကောင်းစေတာပါ။ညာဘက်အိတ်တဲ့အခါမှာအမောင်ချအိတ်တာကနှိမ့်ချ က်စွာအပျော်စေရတဲ့အတွက်ကြောင့်မို့လို့အယုံစုဆိုင်မှုကောင်းစေတယ်လို့တနေ့တောင်မှလက်စက်တကြွနေစီဖို့အတွက်လည်းအထောက်ကူပေးနိုင်ပါတယ်။စိတ်ဖြစည်းမှုစိုးရိမ်စိတ်များတာတွေစိတ်တက်ကြတာတွေမဖြစ်စေဖို့အတွက်အကောက်ွယ်ပေးပါတယ်။အေးဝဝအေးရစေတဲ့အတွက်ကြောင့်မို့လို့ပင်မနှောနေတာမျိုးတွေမဖြစ်စေဖို့အတွက်လည်းအကောက်ွယ်ပေးနိုင်ပါတယ်ရှင်။နောက်ဆုံးချက်ကတော့အရွယ်တင်စင်နိုင်ကြပါ။ညဘက်အိတ်တဲ့အခါမှာအမောင်ကျအိတ်တာကခန္ဓာကိုယ်ကိုရောအသားအရေကိုပါ ပြည်ပြည်ဝဝအနာရစေပြီးတော့အစဲတွေကိုလည်းအသည့်ဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့အရွယ်တင်စေနိုင်ပါတယ်။ဟော်မုန်းတွေကိုထိန်းချုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့အရွယ်တင်စေဖို့အတွက်လည်းကူညီပေးပါရစေ။နောင်ရမ်းမှုတွေကိုတသက်စေဖို့အတွက်လည်းထောက်ကူပေးနိုင်ပါရရှင်။ဒီလောက်ဆိုရင်ညဘက်အိတ်တဲ့အခါမှာအမောင်ချအိတ်ချင်းရဲ့အကျမ်းမာရေးကျူးကျူးလေးတွေကိုတည်သွားလောက်ပြီလို့ထင်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါရရှင်။